ဒီကလေးမွေးထားတဲ့မိမိတွေကလေးမွေးပြီးရဲ့မိမတွေဟာကလေးမွေးဖွားပြီးရဲ့အချိန်ကလေးမွေးပြီးရဲ့အချိန်မှာဒီလိန်ဆက်ဆန်နဲ့မျိုးသားနဲ့လိန်ဆက်ဆန်နဲ့ဒီလိန်စိတ်ပေါ့နော်လိန်စိတ်တွေကပုံမှန်ထက်ကိုလျော့နေသွားတယ်တချို့ဆိုလုံးဝမရှိတော့ရဲ့လူမျိုးတွေလည်းရှိရပေါ့နော်ဆိုတော့အဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးရောဒီနေ့မိုင်မွန်ကအဲ sharing လေးလေးလုပ်ပေးချင်တာပေါ့နော်ဆိုတဲ့အခါကျတော့ ယောက်ျားအခုလိုအချိန်လေးမျိုးမှာမျိုးသားရဲ့အနေနဲ့ကိုယ့်ရဲ့အမျိုးသမီးကိုဒီကလေးမွေးသားမွေးဖွားပြီးရဲ့အချိန်မှာအာဒီတိထားရမယ်ပေါ့နော်တိထားရမယ်ဆိုတာမိမတွေကကိုယ်ဝန်ဆောင်တဲ့အချိန်မှာဟော်မုန်းပြောင်းလဲအချိန်ချက်တွေဖြစ်တဲ့ကလေးမွေးပြီးရဲ့အချိန်မှာလဲခန္ဓာကိုယ်ရဲ့အဲ တချို့အစိတ်ပိုင်းတွေပေါ့ဥမာကြော်ပြက်တာတို့အသားရည်တွေယော့တွဲတာတို့ဟာဒါမျိုးကြီးဖြစ်သလိုမျိုးခန္ဓာကိုယ်ကြီးမှာပြောင်းနေတယ်ဆိုတော့အခါကျတော့စိတ်တွေကလည်းပြောင်းနေတယ်အဲ့တော့ဟော်မုန်းချင်းချက်တွေကလည်းအများကြီးဖြစ်သွားတဲ့အခါကျတော့ဆိုတော့ဟိုပေါ့ဒီချို့ရဆိုလို့ရှိရင်လုံးဝကိုဒီမျိုးသားနဲ့တူနေခြင်းနဲ့စိတ်ဒီလိန်စိတ်လုံးဝမရှိဘူးချို့ရဆိုလို့ရှိရင်လည်းစိတ်ကအာအရင်လောက်မရှိတော့ဘူးအဲ့လိုနေထိုင်မျိုးကြီးမှာအိမ်တော်ကြီးမှာအဲနည်းနည်း pre ပခလေးဖြစ်လာတာပြဿနာလေး ဖြစ်လာမျိုးရှိရပေါ့ဆိုတော့အခါကျတော့အဲ့လိုအနေထားမျိုးရင်မှာယောက်ျားရဲ့အနေနဲ့အမျိုးသားရဲ့အနေနဲ့ကိုယ့်ရဲ့အမျိုးသမီးကိုအာနားလည်ပြီးပုံမှန်ချိန်ထက်ပို့ပြီးနားလည်ပြီးစီချင်တာပေါ့နော်ဆိုတော့အခါကျတော့ဒီဗီဒီယိုလေးကိုလည်းအာဒါကိုယ့်ရဲ့အမျိုးသားကို ကပြပြကြည့်နားလည်အောင်ပြပြရပါဘောနော်ပြကြည့်ဒါကိုမျိုးသားရလဲရမောရဒီဗီဒီယိုလေးကြည့်ပြီးရအခါကြလို့ရှင်ကိုရဲ့အမျိုးသမီးပုံမှာပို့ပြီးတော့နားလည်ပေးပါလို့ရမောက request လုပ်ချင်တာဘောနော်ဆိုတော့အဲရမောတို့မျိုးသမီးတွေကနော်ပုံမှန်ရတီလာတဲ့အချိန်မှာတော့မှပဲဟာဟိုစိတ်မကြည်ရတယ်စိတ်အတက်ကြတယ်เนาะဒေါသထွက်လာလွယ်တယ်ဝမ်းနည်းလွယ်တယ်ဘာမှမဟုတ်ဘဲနဲ့လဲငိုမယ်အဲ့လိုမျိုးကြီးอ่ะပုံမှန် menstruation ဖြစ်တဲ့အချိန်မျိုးကြီးတောင်ဖြစ်တယ် ဆိုတော့အခုကကလေးတယောက်လုံးမွေးထားရတဲ့အချိန်မှာခန္ဓာကိုယ်တစ်ခုလုံးရဲ့အသွေးသားတွေကပြောင်းလဲသွားတယ်။ဟော်မုန်းချင်းချက်တွေလည်းဖြစ်သွားတဲ့အတွက်စိတ်တွေကအများကြီးပြောင်းလဲသွားတယ်။အဲ့ဒီအဲမှာဒီလိန်စိတ်ရွံ့နေသွားတဲ့ဟာတွေကလည်းတတော်တနည်းအားပါဝင်တယ်။ဆိုတော့အဲ့လိုအချိန်မျိုးမှဥမာဥမာခုမျိုးသမီးကအကူမရှိဘူးဥမာဟာသူတယောက်တည်းပဲကလေးမွေးတဲ့အချိန်ကနေစပြီးသူတယောက်တည်းပဲကြည်နေရတယ်။အမျိုးသားကလည်းအဲအလုံးမအားလို့ ေါ့နော်ဒါဒီမျိုးသမီးရပဲကလေးမွေးပြီးရဲ့အချိန်မှာထောက်လျှောက်သူကကလေးကိုနှုတ်တိုက်ရတယ်အေးပြက်မယ်နော်အော်ပုံမှန်ချိန်မှာတော့မကလေးဝေးဝဲမိမတွေကစိတ်ကြယောဂစိတ်ကြတဲ့အချိန်မျိုးဖြစ်နေရတဲ့အခါကျတော့အာဒီကလေးကိုနှုတ်တိုက်ရတယ်ညသကောင်နေဆိုလဲနော်နှစ်နာရီချာသုံးနာရီချာနှုတ်ထတိုက်ရတယ်ကလေးငိုတဲ့အချိန်တန်းထားရတယ်ပြီးရင်တနေ့ကုန်လဲဒီကလေးရဲ့အာဘောဒီဒိုင်ပါလဲတာအစာအီးပါတာတိပောက်တာအစာကလေးနေမကောင်းတာအစာကလေးအန့်လို့អော်တာ အစမိခင်တွေကစိတ်တွေကအရန်ကို sensitive ဖြစ်တယ်ပေါ့နော်ကလေးနဲ့ပတ်သက်လာအဲ့လိုမျိုးအခြေအနေမျိုးမှာကလေးကိုပဲသူကပို့ပြီးတော့စိတ်ကပို့ရှိနေတယ်ဒါကလေးချက်ကလေးကိုပဲပို့ကြည့်နေရတယ်ကလေးကြောင့်သူကအင်းကြီးပြက်နေရတယ်အကူလည်းမရှိဘူးဆိုရဲအနေထားမျိုးမှာအမျိုးသမီးရဲ့စိတ်တွေကဒီလိန်စိတ်ကိုပို့ပြီးတော့ မရှိဘူးမရှိနိုင်ဘူးပေါ့နော်ဆိုတော့အခါကျတော့ပုံမှန်အရေးပြည့်ရင်တော့မှလူကစိတ်မကြည်ဘူးဒေါသထွက်တာတော့စိတ်မကြည်ရတော့ဖြစ်တယ်ဆိုတော့အခုကဒီမျိုးသမီးတယောက်ကလေးလက်မွေးထားရတယ်နော်ကလေးမွေးပြီးတည်းကလည်းသူ့မှာအခုလက်မရှိကြည့်ပေးမဲ့လည်းမရှိဘူးညဘက်ဆိုလည်းကလေးကိုနှုတ်ထားတိုက်ရတယ်အရေးပြည့်ရတယ်အဲတနေကုန်လည်းဒီကလေးကိုပဲကြည့်နေရတဲ့အနေအထားမျိုးမှာမိမတွေကစိတ်တွေက အာဘယ်လိုပြောရမလဲအတက်ကြိုက်အများကြီးဖြစ်တယ်တချို့ရဆိုလို့ရှိရင်ဘာမှအကြောင်းအရာမရှိဘဲနဲ့ငိုချင်တာငိုရဲအဲ့လိုမျိုးငိုရဲပေါ့နော်တချို့ဆိုလည်းဘာမှမဟုတ်ဘဲနဲ့စကားလေးတလုံးပြောလိုက်တာဆာအိုအဲ့တလုံးကိုခံစားပြီးစိတ်မကောင်းနေဖြစ်တယ်ဝမ်းနည်းတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာမိမတွေမျိုးသမီးတွေကထိလေရှလွယ်စိတ်ခံစားမှုတွေဖြစ်နေအောင်မျိုးသားတွေကနားလည်ပေးရမယ်ပေါ့နော်ဆိုတဲ့အခါကျတော့ ဲ့လိုအခြေအနေမျိုးတွေမှာကိုယ့်ရဲ့အမျိုးသမီးကိုပုံမှန်ထက်ပိုပြီးတော့နှွေးထွေးပေးပါအာပုံမှန်ထက်ပိုပြီးနားလည်ပေးပါဗောနော်ဆိုတော့သူတို့ဒီလိန်စိတ်မရှိတဲ့ဟာကိုလည်းကိုကိုအမျိုးသားရေကပို့ပြီးတော့နားလေပေးရမယ်။ဩသူကလေးမွေးထားတဲ့အချိန်မှာကလေးချောင်အေးပြေးရတယ်။ခန္ဓာကိုယ်ဟော်မုန်းချင်းချက်တွေရှိမယ်။နောက်ကလေးမွေးထားတဲ့ဒဏ်ကြောင့်ခန္ဓာကိုယ်မှာခွဲမွေးထားရဆိုလဲချုပ်ယိုးနာတာတို့ဘာလို့ရှိမယ်။ခါးနာတာတို့ဘာလို့ရှိမယ်။ရိုးရိုးမွေးထားရဆိုလဲသူ့အနေနဲ့သူ့ပေါ့နော်။ဒီရဲ့ နာကျင်မှုဆိုတာတော့ရှိမှာပဲအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာကိုယ့်ရဲ့အမျိုးသမီးကိုပုံမှန်ထပ်ပို့ပြီး nutrient ဆက်ဆံပေးပါခြင်းနဲ့အဲယူရ nutrient ကျင်လာပြီးတော့ထွေးပွေထားမယ်မိမအမြဲတမ်းအားပေးမယ်နောက်ဆုံးကိုယ်က clean နဲ့ပတ်သက်ပြီးတော့ဟိုမှာအရေးဝိုင်းမပြတ်ပေးနိုင်ဘူးမိမအောင်တစ်ဖက်တစ်လမ်းနေဝိုင်းမကူဝေးနိုင်အောင် ကို အလုပ်တွေနဲ့တောင်းနေရတယ်ဆိုလို့ရှိရင်တော့မှကိုပြန်ရောက်တဲ့အချိန်လေးမှာကိုရဲ့အမျိုးသမီးကိုချီးကျူးပါ။ဒါမိမရဲ့မင်းအရန်တော်လိုက်တာကလေးလေးက ဟဲ့ငါတို့ကလေးလေးကချက်စရာကောင်းလိုက်တာမင်းကမိခင်အရန်ပြီးတာပဲနောက်ဆုံးကုမေးမဝနေနေတော့မှမလှနေတော့မှဟာနေကဝလာလိုက်တာကလေးမွေးပြီးပါရုပ်ကြီးရလဲစိုးလိုက်တာဟာမင်းကြီးရတာအိမ်ပြန်လာကြက်တီရုံမရှိပါဘူးအဲ့လိုစကားမျိုးတွေမဘယ်တော့မှမပြောပါနဲ့ဝနေခိနေတော့မှအမလေးငါငါမေးမဝနေအောင်မှလှတာချက်စရာလေးဒီလိုအခြေအနေမျိုးမှာဟို စိတ်ချမ်းသာစေမဲ့စကားမျိုးပဲကိုယ့်ရဲ့အမျိုးသမီးကိုပြောပြပေါ့နော်စိတ်ချမ်းသာစေမဲ့စကားမျိုးပြောပြမယ်အားပေးရမယ်သူလုပ်တဲ့အရာတွေကိုချီးကျူးပေးပါတိလာနောက်ဆုံးသူလှုပ်လိုက်တဲ့ဟာမှာအပြစ်တစ်ခုရှိသွားခဲ့ရင်တော့မဟာမင်းဒါကြီးကအသုံးမချအောင်လားမင်းကဘလို့အမေမျိုးလဲဆိုပြီးအပြစ်မတင်ပါနဲ့နော်အဲ့လိုပြစ်တင်လိုက်လို့ရှိရင်ဟာသူပို့ပြီးတော့သူပို့ပြီးတော့ဝန်နေပါမယ်အခါကျရင်အော်မိမရဲ့ဒါဖြစ်တတ်ပါရဲ့တခါတလေတော့ဒါမိမအရန်တော်တယ်မိမမိခင်ကောင်းပြီးသားတယ်ဒီလိုမျိုးလေးပဲနော်ဆိုတော့ ဟိုအမျိုးသားတွေအနေနဲ့တစ်ဖက်တစ်လမ်းဒီလိုမျိုးလေးတွေအမေမကိုချီချူးစကားလေးအပေးစကားလေးတွေပြောပေးစဉ်းစားနာဆက်ကိစ္စမဟုတ်ခဲ့ဆက်ကိစ္စမဟုတ်ဘဲနဲ့လေကို့မိမကိုဟာအနမ်းလေးနှဖူးလေးနမ်းပေးလိုက်တာတော့အာပခုံးလေးဖက်လိုက်တာရင်ခွင်နဲ့ထည့်သိတာဒါမိမတွေမှာလဲကလေးတယောက်မွေးထိုင်မယ်သူတို့လဲကို့ယောက်ျားပေါ့ကလေးလိုချွဲကျင်နေစိတ်ရှိမယ်ကို့ယောက်ျားနဲ့နွန်းထွေးသူတို့ဟာဆက်ကိစ္စပါစိတ်မရှိပါမဲ့ ဒီလင်ကိစ္စတော့စိတ်မရှိဘူးမယ်ကိုယောက်ျားရဲ့နွွင့်ထွေထွေကျင်နိုင်ယူရထွေပွင့်မှုတော့မိမတိုင်းလိုချင်တယ်လीဆိုတော့ခါကျအဲ့လိုမျိုးလေးလောက်ပေးပါဆိုတော့သူတို့လည်းဒီစိတ်မရှိဘူးဆိုတာတော်တော်လုံးမဟုတ်ဘူးအချင်းအပိုင်းခြားတစ်ခုထိပဲဗောနော်နောက်တစ်ခုကမဖြစ်မနေဒီကိစ္စကိုကိုကလည်းမဖြစ်မနေလိုချင်လာပြီးဒီဆန္ဒပြင်းပြလာပြီးအမျိုးသမီးကလည်းကိုယောက်ျားကိုစိတ် ဟိုစိတ်ချမ်းသာဖို့အတွက်ဒီဟာဖြည့်ဆည်းပေးရရဲဆိုလို့ရှိရင်အခါကျရင်မိမတွေကကလင်းမွေးရတဲ့အချိန်မှာဒီမိမကိုခြောက်တဲ့ဟာမိမျိုးဖြစ်တတ်တယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ပေါ့နော်အရန်ကြီးဟိုသိရမလားအတင်းနေထိုးထည့်ပြီးတော့ဆက်ဆန်တာမျိုးတွေမလုပ်ပါနဲ့မလူပလီကန်အဲ့လိုမျိုးဟိုပေါ့ဂျဲအည်လေးတွေတုံးပြီးတော့ညင်ညင်တတာပေါ့အဲ့လိုမျိုးလေးလုပ်ပြီးပေါ့လဲဆိုတော့အဲ့လိုမျိုးဆိုပို့ပြီးတော့စိတ်ကမရှိရတဲ့အချိန်မှာ နေတဲ့အချိန်မှာနိုင်လဲပို့ပြီးတော့မိမာတွေကစိတ်တရားစင်မပြေဘူးဖြစ်တယ်ပေါ့နော်အဲ့ခါကျရင်နောက်ဆိုပို့ပြီးနေခြင်းတဲ့စိတ်ကမရှိတော့ဘူးဆိုတော့ကို့မျိုးသမီးကိုလည်းနားလဲပေးပါဒီလိုချိန်မျိုးမှာမိမာတွေဒီလိန်စိတ်တွေအာရှော့နေနေရနော်စိတ်ကအထီးခိုက်မခံတာတခုခုဆိုရင်စိတ်ကြနေတာသူများကဘာမှလာမပြောနေတာကိုကကိုမှန်ကြည့်ပြီးတော့ဟာငါအကျော်ပြည့်ရရင်နဲ့ငါဘိုက်မခွဲရရင်နဲ့ငါကလေးကလေးမွေးပြီးသွားတာငါ့ကိုအာအရင်လိုမျိုးအာပေါင်းတင်နေရတာမခင်တော့ဘူးလားငါရောက်ကြအောင်ရင်လိုမချစ်တော့ဘူးလား ဆိုရဲအဲဒီစိတ်ခံစားမှုတွေမိမာတိုင်းမှာရှိရထုတ်မပြောတာပဲရှိတာအဲ့တော့အဲ့ဟာကိုယောက်ျားတွေကအနားလဲပေးပါအဲဟိုချီချူးပေးပါမိမာတွေကိုဟိုကိုက100%မိမကိုကိုညီပေးနိုင်တာမှာကိုပြန်ရောက်တဲ့အချိန်လေးနဲ့ခဏလောက်အမိမခဏနားလဲယောက်ျားကလေးချီထားပြမယ်ဒီလိုမျိုးလေးကိုလှုပ်ပေးနိုင်တဲ့အတိုင်းအတာလေးနဲ့ဒီလိုအချိန်ခဏအတာလေးမှာတော့ကိုမိမပေါ့ကိုကျဉ်ကျဉ်နာနာနွေ့ထွေးထွေး နားလည်ဆန္ဒပေးပါလို့အာဒီဗီဒီယိုလေးကနေပြီးတော့အမ်တောင်းဆိုချင်တာပေါ့နော်အဲ့တော့မြို့သားတွေကိုယ့်ရဲ့မြို့သမီးတွေပေါ့နားလည်ပေးပါအမျိုးသမီးတွေကလည်းကိုယ့်ရဲ့မြို့သားကိုနားလည်ပေးအဲနှစ်ယောက်နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့ခါကျရင်အင်တော်ကြီးဆိုတာပျော်ရွှင်တဲ့အင်တော်ကြီးဖြစ်လာလိမ့်မယ်ဆိုတော့ဟိုနောက်ဆုံးအာဒီကိစ္စကြီးကအချိန်တခုကြာလာတဲ့အထိဒီစိတ်ကြီးကမဖြစ်မရှိလာတော့ဘူးဆိုရင်တော့ဒါကနိစက်ရကိုယ့်ရဲ့ family ဆရာဝင်နေပဲဖြစ်ဖြစ်တိုင်မင်ဆွေးနွေးပေါ့နော်ဟော်မုန်းဆေးတောက်ဖို့လိုလားဘာလိုလဲဆိုတာတိုင်မင်ဆွေးနွေးပါတိုင်မဲ့အာဒီကလေးမွေးပြီးရဲ့အချိန်တစ်ခုလေးတော့ဒီစိတ်ကမိမတွေမှာညော့နေတယ်ဆိုတဲ့ဟာကိုယောက်ျားလေးတွေအမျိုးသားတွေနားလည်ပြီးပါလို့ပြောချင်တာပါနော်